တမန်တော်ချင်မပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဦးလား26ရက်17လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့သတင်းနဲ့ကျမရဲ့နည်းနည်းသိမကောင်းသေးဘူးဗျနော်ကျမရဲ့နည်းသိမကောင်းသေးဘူးဒါပေမဲ့ကျွန်တော်မြို့ပြည်သူတွေတည်တင်းသိထိုက်တဲ့အရာတွေပြီးလို့ရှိရင်ဝမ်းသာကြသတင်းကောင်းလေးတွေပါတဲ့အတွက်ကျွန်တော်မရရအောင်ဒါအတန်နဲ့သတင်းတင်ပြတာဖြစ်ပါတယ်အကောက်ကလည်းဘလောက်မှမတင်ရသေးဘူးတမ်းပြီးနှီးပြန်ပြီနော်အဲ့တော့ထားဒါတော့အဲ့တော့မနေ့ကလည်းကျွန်တော်အကြမ်းမြင်တော့ကျွန်တော်သချင်းနဲ့ဒါတင်ပေးခဲ့တာရှိတယ် ။နောက်နောက်ပြတ်ပြီးတော့ဒါအကြေတပွင့်ပြောပြမယ်ဆိုရင်ဒီ24ရင်းကအမေရိကန်သမ္မတဒါဒေါ်နယ်ထရန့်အမေရိကန်မှာဒါသူတို့နိုင်ငံကိုတို့ဒီမြန်မာနိုင်ငံသူနိုင်ငံသားတွေဒီပြည်ဝင်권ပေါ့နော်ပြည်ဝင်နေထိုင်권နေထိုင်권ကိုဒါပိတ်ပယ်ပြလိုက်ပြီဖြစ်ပါတယ်ပိတ်ပယ်ပိတ်ပြလိုက်ပြီပိတ်ပြလိုက်ပြီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ25ရက်နေ့မှာဒါတယောက်ယောက်ကဝင်ကြီးတယောက်ယောက်ကပေါ့နော်ဝင်ကြီးတယောက်ယောက်တရားဒါမှမဟုတ်ရင်တရားသူကြီးတယောက်ယောက်ကဒီလိုမျိုး ဒီလက်မှတ်ရေးထိုးမှုမှာကန့်ကွက်တယ်ဆိုလို့ရှိရင်ပြန်လည်စဉ်းစားပွန်းကျူလို့ရတဲ့ဥပဒေတို့ဒီမှာပြထားတယ်လို့ကျွန်တော်တို့သိရပါတယ်။နောက်နေ့ပတ်သက်ပြီးနေ25ရက်နေ့မှာတော့ညီသူတို့တယောက်မှဒါကန့်ကွက်ခြင်းရှုတ်ချခြင်းမရှိတဲ့အတွက်ဒါကအတီးပြုတ်သွားပါပြီ။အတီးပြုတ်သွားပါပြီ။အဲ့တော့2026ရောက်လို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေဒါပြန်ဝင်ခွင့်နော်ကိုယ့်နိုင်ငံကိုပြန်လည်နေထိုင်ခွင့်ရရှိရေးအတွက်ကိုဒါတမတော်ကာကွယ်ဦးစီးချုပ်ရုံးကနေပြီးတော့ တရားဝင် စာထွက်ထားတယ်နောက်တစ်ခါတော့ဒီဘုကျုပ်စော်မင်းထွန်းကိုယ်တိုင်ဒါတရားဝင်ပြောကြားထားရှိတယ်ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးအကျယ်တဝန်းပြောချင်တာကအပြစ်မရှိတဲ့ပြည်သူတွေဒါအပြစ်မရှိဒါနိုင်ငံခြားရောက်နေတဲ့ဒီအမေရိကန်ရောက်နေတဲ့အပြစ်မရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကိုတော့ကျွန်တော်တို့ဒါလိုက်လဲ neutral ဆိုတာနဲ့ကျူးစူပါတယ်ကျူးစူပါတယ်ကိုယ်နိုင်ငံကိုကိုပြန်လာပါကိုကမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကိုမြန်မာနိုင်ငံကိုကိုပြန်လာတာရှက်စရာမဟုတ်ဘူးနော်ငုံငယ်စရာလည်းမလိုဘူးအားငယ်စရာလည်းမလိုဘူးနော်ငါတို့ရောက်လို့ရှိရင်ငါတို့ကိုဘယ်လို အရေးယူမှုတွေလုံးမလဲဘလို့တွေလုံးမလဲဆိုအတွေ့ကိုဖယ်ထားလိုက်ဖယ်ထားလိုက်ကိုကတကယ်အပြစ်လုံးမထားဘူးကိုကအပြစ်လွတ်ကင်းနေတယ်ဆိုလို့ရှိရင်ကိုနိုင်ငံကိုပြက်လာလုံးဝအေးချမ်းစွာပဲနော်အေးချမ်းစွာပဲအဲ့တော့အပြစ်ရှိတဲ့လူတွေကိုတော့လက်ရှိတာဗိုလ်ချုပ်စော်မင်းထွန်းကကြေညာချက်မှာတော့ဒီအပြစ်ရှိတဲ့ပေါ့နော်အပြစ်ရှိရဆိုတာဒါနိုင်ငံကိုဖျက်ဆီးနိုင်ငံကိုဖျက်ဆီးဒီပြည်တွင်းစစ်ကိုမကြည့်ကြည့်အောင်ဒါလုံနေတဲ့ NUG အုပ်စုပြီးလို့ရှိရင်ဒီမရိမှုကျူးလွန်ပြီးတော့ထွက်ပြေးသွားတဲ့ဒီတစ်ဖက်နိုင်ငံကိုထွက်ပြေးသွားတဲ့ ုပ်စုတွေကိုတော့ဒါနိုင်ငံတော်ကနေပြီးတော့ဒါအေးအေးယူမှုတွေဒါဆောင်ရွက်မှုတွေပြုလုပ်မယ်ဆိုပြီးတော့ဒါဗိုလ်ချုပ်တော်မထွန်းပြောထားရှိတယ်အဲ့တော့သူပြောချင်တာကတော့ NUG ကမတိုင်းအုပ်စုကောင်လို့ပြောချင်တာပါနော်အဲ့သူကတော့ဒါမှနှစ်ပိုင်းခွဲသွားတယ်ကျွန်တော်ကတော့ဒါတွေကိုသိပါတယ်နော် NUG ကကောင်တွေတော်တော်များများကထောင်ထွက်နော်ထောင်ထွက်မတိုင်းကောင်တွေကြီးပဲထောင်ထွက်ထောင်ထွက်မတိုင်းကောင်တွေများတယ်အားကြောင့်မလို့ဒီဒီဝပြောင်းဝန်ခွင့်ပြုတယ်မပြုမဟုတ်ဘူးပြုတယ်ဒါပေမဲ့ အင်းစိန်ထောင်မှလိုက်လဲဆိုတာကျူဆိုပါကြီးနော်အင်းစိန်ထောင်မှလိုက်လဲဆိုတာကျူဆိုပါကြီး NUG အတွက်ပေါ့ NUG အတွက်နော် NUG နဲ့ဒီမရင်းမရင်းမှုကျူးလွန်ထားတဲ့ကောင်တွေအတွက်အင်းစိန်ထောင်မှလိုက်လဲဆိုတာကျူဆိုပါကြီးပေါ့နော်အဲ့တော့ဒီကောင်တွေမှာပြေးကြမြင်မရှိတော့ဘူးပြေးကြမြင်မရှိတော့ဘူးနော်နောက်ထပ်ဘယ်နိုင်ငံကနေပြီးတော့ခွေးလို့ဥနေုံမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာအမေရိကန်မှာတော့သူတို့နေလို့မရတော့ဘူးအမေရိကန်မှာတော့သူတို့နေလို့မရတော့ဘူးတက်တန်းတိုးခွန်းလည်းမရှိတော့ဘူးဖြစ်ပါတယ်နော်တက်တန်းတိုးခွန်းလည်းမရှိတော့ဘူး ။ထိုနည်းတူစွာအမေရိကန်ကလည်းဒီလိုမျိုးရက်စဲပလိုက်တယ်လို့တစ်ဖက်ကဒီမလေးရှားကလည်းဒါမနေ့ကဒီမလေးရှားမီဒီယာတွေရဲ့နော်သတင်းဖော်ပြချက်တွေဒါမီဒီယာရဲ့သတင်းဟို sorry ဒီမလေးရှားနိုင်ငံရဲ့ဒါသတင်းဌာနအချို့ကနေပြီးတော့တင်ဆက်လာတာတွေ့ရတယ်။ဒါကဘာလဲဆိုလို့ရှိရင်ဒီမလေးရှားမှာရောက်ရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေနောက်ထပ်တဒန်တူးပိုင်ခွင့်မရှိတော့ဘူးအဲ့တော့ဒီအနေပြီးပြည်သားလေးနဲ့ယူသွားဟိုဒီအနေပြီးတော့ကျွန်တော်တို့ပြည်သားနဲ့ယူရတယ်ဆိုလေ မလေးရှားရောက်တာနဲ့ပြန်လှည့်လာရမှာဖြစ်ပါတယ်နော်မလေးရှားရောက်တာနဲ့ပြန်လှည့်လာမှာဖြစ်တယ်ဒါကြောင့်မလို့မလေးရှားနိုင်ငံမှာလည်းသူတို့ပြည်ဝင်권မရှိတော့ဘူးအမေရိကန်မှာလည်းပြည်ဝင်권မရှိတော့ဘူးဖြစ်တဲ့အတွက်အကြံပတ်အုပ်စု NUG အုပ်စုကတော့ဟိုခွေးလုံခွေးလုံခွေးလုံဖြစ်တော့မှာပေါ့နော်အဲ့တော့ခွေးမျိုးကခွေးမျိုးပဲသွားတာပါအဲ့တော့ ူတော်ကောင်းကိုစော်ကားရင်တော့စော်ကားတဲ့အတူရလက်ကတော့သူ့အတူအလိုလိုကိုထွက်လာတာဖြစ်ပါတယ်နော်ဒါတော့ဒီအမေရိကန်ရဲ့ထုတ်ပြန်ချက်ဒီမလေးရှားသတင်းမီဒီယာတွေရဲ့ဒါထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီးဒါကျွန်တော်မြတ်ပြည်သူတွေသိသိသိထိုက်တယ်ထင်လို့ကျွန်တော်ဒါလေးကိုအကြေတဝန်ရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ပြီးပါမှရောက်ရှိနေတဲ့အခြားနိုင်ငံတွေရောဒီအမေရိကန်ရောမလေးရှားရောရောက်ရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုပြည်နယ်တွေကို ပြန်ဝင်လို့ရပါတယ်ကိုယ်နိုင်ငံကိုအေဂျင့်ဆိုတာနဲ့ပြန်လာနေထိုင်လို့ရပါတယ်အဲ့တော့အပြစ်ရှိတဲ့လူတွေကတော့အပြစ်တိုင်းခံရမှာပါနော်ဘူကျုပ်စော်မင်းထုံးကိုယ်တိုင်ကလည်းဒါအကြေတော်ရှင်းပြခဲ့ပြီဖြစ်တဲ့အတွက်အပြစ်ရှိတဲ့လူတွေကတော့အပြစ်ပေးအေးအေးယူမှုတွေဆောင်ရွက်ဖို့ရှိတယ်အဲ့တော့အပြစ်မရှိတဲ့သူတွေကတော့ကိုယ်နိုင်ငံကိုအေဂျင့်ဆိုတာပြန်လာနေထိုင်လို့ရပါတယ်နော်ဒါလေးလေဒါကျွန်တော်မှတ်ပြသူတွေတိတိထိုက်တယ်ထင်လို့ကျွန်တော်အကြေတော်ရှင်းပြပေးတာဖြစ်ပါတယ်နောက်တစ်ခါတော့ဒီရှမ်းမြောက်ချင်းနေရှမ်းမြောက်ချင်းနဲ့ပတ်သက်ပြီးတော့ဒါလက်ရှိတက်မတော်နဲ့ MM ဟိုတက်မတော်နဲ့ အမန်နန်ဒီအေကိုကလက်နက်ကင်တို့ဒါနှစ်ဖက်ညှိနှိုင်းမှုတွေအကြိမ်ကြိမ်ပြုလုပ်နေကြဆဲဖြစ်ပါတယ်နော်အဲ့တော့ဆွေးနွေးမှုတွေလည်းဒါဆက်လက်ညှိနှိုင်းဆွေးနွေးမှုတွေရှိပါတယ်လက်ရှိထွက်ပေါ်ချက်သတင်းတွေအရာဆိုလို့ရှိရင်ဒီအရင်ကျွန်တော်တို့ကြားသိရတဲ့သတင်းတွေအရာဆိုလို့ရှိရင်လောက်ကိုင်းချင်းရွှေရောမုံကိုတာရွှေထံဒါဒီလေးမျိုးကိုတော့ဒီအမန်နန်ဒီအေကိုကလက်နက်ကင်တွေရဲ့ကြီးစုကနေမြေဖြစ်တတ်မှတ်ပေးမယ်ပေါ့ဒါတရားဝင်တော့မဟုတ်ဘူးတရားဝင်တတ်မှတ်ပြီးမှမဟုတ်ဘူးသူတို့ဒီပီနယ်ထဲမှာပဲဟို နေထိုင်လို့ရမယ်ဒါနိုင်ငံကလည်းတရားဝင်အဖွဲ့အစည်းတွေဒီနိုင်ငံပိုင်အစိုးရဝန်ထမ်းတွေတွားပြီးတော့ဒါလုပ်မယ်အရင်လိုပဲကျွန်တော်တို့ဒီလုတ်ကင်ကြမယ်ဆိုပြီးတော့ဒါညှိနှိုင်းဆွေးနွေးကြကြတာတွေရှိခဲ့တယ်လို့ကျွန်တော်တို့သိခဲ့ပေမဲ့လက်ရှိဒီနေ့နောက်ဆုံးရရှိခဲ့တဲ့သတင်းအရဆိုလို့ရှိရင်ဒီ MNND AA ကိုကန်လက်နက်ကိုင်ရဲ့အနေနဲ့ကုန်ကြမ်းထိသူတို့ဆုတ်ပေးရမှာဖြစ်ပါတယ်သူတို့တင်းယူထားတဲ့ယာယီထိန်းချုပ်ထားတဲ့နေမြေတွေကနေပြီးတော့ကျွန်တော်တို့ဒီကုန်ကြမ်းထိကို MNND AA ကိုကန်လက်နက်ကိုင်ကပြန်ဆုတ်သွားရမှာဖြစ်ပါတယ် ညာဆုတ်သွားမှာဖြစ်ပါတယ်ဒါကိုလည်းဒါနှစ်ဖက်ညှိနှိုင်းမှုတွေပြုလုပ်နေပါတယ်အဲ့တော့ဒီဟာကအကယ်၍သာဒါ MNND AA ကိုကလက်နက်ကင်တွေအနေနဲ့ကုန်ကြမ်းတွေဆုတ်ပေးသွားရတယ်ဆိုလို့ရှိရင်သူတို့လှုပ်ခဲ့တဲ့သူတို့မှုေးခဲ့တဲ့မီးသူတို့စခဲ့တဲ့ဇလန်းတွေကသူတို့အတွက်အရာထင်ခဲ့လားတို့မိကွန်းထုတ်ရမှာဖြစ်ပါတယ်မဖြစ်လဲဆိုတော့ကျွန်တော်ရှမ်းမြောက်တခွန် AA ကျန်းနေတဲ့ကာလာကြီးကိုမေ့လျော့ပြီးတော့နော်စူဘူးအောင်ကြွားမှုတွေဖြစ်အောင်ဒါအကြမ်းဖက် NUG တို့အကြမ်းဖက် PDF တွေက နော်တွေးထုတ်နှိုးဆော်မှုတွေနဲ့လောက်ခဲ့တဲ့အတွက်ဒါလက်ရှိတည်းရဲ့လီတို့အမန်နေဒီအေအေတို့ဘီအေအေဂျမ်ဘတ်လက်နက်ကင်တို့ကနော်စစ်ကိုပုံဖော်ခဲ့ပြီးတော့ရှမ်းရောက်တခွန်လုံးကိုပြည့်ပြည့်စင်အောင်ကောက်တိန်သွားတယ်ကောက်တိန်ပြီးခုပြန်ပေးရတယ်ပြန်ပေးရတယ်တန်ရဲ့လားအချိန်တန်တော့လေဒီနယ်မြေတွေဒီမျိုးတွေအားလုံးကနိုင်ငံတော်လက်ထက်ကိုပြန်ရောက်တာပါပဲနော်အဲ့တော့ဂျားထဲမှာရရှိသွားတဲ့အကျိုးရလက်တွေကတော့အများကြီးပါ မျက်ရှိသွားတဲ့အကျိုးရလက်တည်းတော့အများကြီးနော်အသူတို့ကခဏယာယီလာပြီးတော့မြို့တွေသိမ်းတယ်မြို့တွေကိုဖျက်ဆီးတယ်နောက်ပြီးတက်မတော်ကပြန်တောင်းတယ်နိုင်ငံတော်ကပြန်တောင်းတယ်သူတို့ပြန်ပေးတယ်အဲ့တော့ပြန်ပေးတယ်နောက်ဆုံးရလက်ကကျွန်တော်တို့ဘာကြီးအကျိုးမြတ်ရရှိခဲ့လဲဆိုရင်တက်မတော်သားတွေအသက်သွေးချွေးအကုန်လုံးပေးဆက်ရတယ်ပြီးလို့ရှိရင်ဒီတက်မတော်သားတွေစစ်တုံးမှအဖြစ်နော်ဘဝကိုရောက်သွားကြရတယ်ပြီးရင်တက်မတော်သားမိသားစုဝင်တွေရဲဝန်နှံမိသားစုဝင်တွေအသက်အိုးအိမ် ပြက်ခဲ့ရတယ်အတိုက်မြုံတွေပျက်စီးခဲ့ကြတယ်ဖခင်တွေမိခဲ့ရတယ်ဒါကကျွန်တော်တို့ဒီတက်မတော်ဘက်မှာရှိတဲ့ရလက်တစ်ခုကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်နောက်တစ်ခုအမင်းနေဒီအေလက်နက်ကင်ဟိုကိုကလက်နက်ကင်တွေရဲ့ဘက်မှာကြည့်ရင်လေသူတို့စစ်သားတွေဆုံးရှုံးခဲ့ရတယ်သူတို့စစ်သားတွေအသက်သေကြီးခဲ့ရတယ်နော်အဲ့တော့ချီပြက်လက်ပြက်ဘဝတွေပြက်ခဲ့ကြတဲ့ကိုကလက်နက်ကင်ရဲ့တက်သားလေးတွေရှိမှာပဲနော်ရှိမှာပဲနောက်တစ်ခုဒီဘက်ကနေပြီးတော့ကျွန်တော်အရှင်ဖမ်းမိရရှိခဲ့တဲ့ဒီကိုကလက်နက်ကင် တက်သားလေးတွေရှိပါတယ်เนาะရှိပါတယ်သူတို့ဆိုတော့ဘဝပြက်တယ်မိသားစုအတိုက်မြုံပြက်တယ်အဆောက်အဦတွေပြက်စေးတယ်သူတို့ဘဝလေးတွေအသက်တွေကိုအရွယ်မရောက်ဖဲနဲ့အသက်တည်ကြည်ခဲ့ကြရပါတယ်เนาะဒါကနှစ်ဦးနှစ်ဖက်တွေရရှိခဲ့တဲ့နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ရရှိခဲ့တဲ့ရလဒ်တစ်ခုဖြစ်ပါတယ်နောက်တစ်ခါတော့ဒီကျွန်တော်တို့ပြည်သူတွေပြည်သူတွေအေဂျင့်ဆိုတာနေထိုင်လို့တဲ့ပြည်သူတွေကိုမျိုးကိုရွာကိုအေဂျင့်ဆိုတာနဲ့နေခြင်းနဲ့ကျွန်တော်မိဘပြည်သူတွေစစ်ဆောင်ဘဝကိုရောက်တယ်နော်စစ်ဆောင်ဘဝကိုရောက်တယ် တော့ပြည်သူပိုင်ပစ္စည်းတွေကျွန်တော်တို့ပြည်သူတွေပိုင်ဆိုင်တဲ့ပိုင်ဆိုင်တဲ့ကိုပိုင်အဆောက်အဦတွေပျက်စီးတယ်လက်ဝဲရတနာတွေပျက်စီးတယ်ပျောက်ဆုံးတယ်အခိုးခံရတယ်နောက်တစ်ခုကကျွန်တော်ဒီပြည်သူပိုင်နော်ပြည်သူပိုင်အဆောက်အဦတွေဘုံကွဲဘုံချခံရတာရှိတယ်လေကြောင်းနဲ့တိုက်ခိုက်ခံရတာရှိတယ်အကျမ်းပတ် MNDA ကိုကလက်နက်ကင်တွေရဲ့မိရှုဖြည့်စီခြင်းကို ခံခဲ့ရတဲ့ဒေသခံပြည်သူတွေရှိတယ်ဒါတွေကနောက်ဆုံးရလကတော့ပြည်သူပဲနစ်နာတယ်တမတော်သားတွေဆုံရှုံနေ MNND AA ကိုကလက်နက်ကင်တပ်သားလေးတွေဆုံရှုံတာကလွဲလို့ကြံတာအားလုံးကဒုံရင်ကဒုံရင်ပါပဲဒါကြောင့်မလို့စစ်ကိုပုံဖော်ခဲ့ကြတဲ့သူတို့ရဲ့ဒီကိုကလက်နက်ကင်တွေရဲ့စစ်ကိုပုံဖော်မှုရဲ့ရလကတန်ရလာတန်ရလာဒီမေကွန်လေးမေးနေတဲ့ဒါ28ရက်နေ့ကြရင်လေဒီ MNND AA ကိုကလက်နက်ကင်တွေအနေနဲ့တမတော်သားစစ်တုံးမအချို့ကိုပြန်လွတ်ပေးမယ်လို့နောက်ဆုံးသိရှိရပါတယ်